ရေဒီယိုထုတ်လွှင့်မှုနည်းပညာတွေနဲ့ပတ်သက်ပြီးခဲခဲဝင်ဝင်ဆွေးနွေးနိုင်ကြဖို့အာရှပစိဖိတ်ဒေသဆိုင်ရာရုပ်သံဖွဲ့စည်း ABU နဲ့မြမအတန်းတို့ကူပေါင်းပြီး Radio Asia Conference 2015နဲ့ ABU Radio Sound Festival 2015အစီအစဉ်တွေကိုကျင်းပသွားမယ်လို့မေ24ရက်မှာပြောဆိုလိုက်ပါတယ်။ ABU နဲ့ MRTV ဘာတွေဆွေးနွေးကြမှာလဲ။အာရှပစိဖိတ်ဒေသတွင်းကနိုင်ငံအသီးသီးရဲ့ရင်းကျေးမှုဆိုင်ရာကွဲပြားခြားနားမှုတွေနဲ့ မတူညီတဲ့အမြင်တွေကိုအပြန်အလှန်သဘောပေါက်မြင့်တင်နိုင်ဖို့ရည်ရွယ်ပြုလုပ်တာလို့ဦးမြင့်အောင်ကပြောပါတယ်။ဒေသတွင်းရေဒီယိုထုတ်လွှင့်မှုနည်းပညာနဲ့အတန်လွင့်အစီအစဉ်ဆိုင်ရာဗဟုသုတတွေကိုလည်းဒီပွဲမှာဆွေးနွေးသွားမယ်လို့ဆိုပါတယ်။ ရီယိုဆော့ဖက်စတီဗယ်နဲ့ရီယိုအီရှာကွန်ဖရင့်ဆအရင်ကခုကျင်းပရတဲ့ရေချက်ကပထမအချက်ကတော့ဒီအာရှပစိဖိတ်ဒေသတွေမှာရှိနေတဲ့ပြည်ပြည်ရဲ့ရင်းကျေးမှုဆိုင်ရာကွဲပြားခြားနားမှုနောက်အမြင်ရှိတော့အပြည်ကိုရေးထားတံမိုးထားမှုနဲ့နောက်အပြာလာနားလည်မှုတွေမြင့်တင်ပေါ်ဆောင်နိုင်မှုနောက်တစ်ချက်ကတော့ဒေသရင်းရီယိုထုတ်လွှင့်မှုဤပညာနဲ့အတန်နဲ့အစီအစဉ်အကြောင်းအရာပိုင်းဆိုင်ရာအတွေ့အကြုံမျိုးဘူးတုဒ္ဒရီ ခလေမြောက်ဘူးယူချက်ဖိနှစ်ချက်နဲ့တည်းဒီကိုယ်ရေကိုကျွန်တော်ကျင်းပဖြစ်ပါမယ်မေ29ကနေ30အထိကျင်းပမယ် Radio Asia Conference ကိုနိုင်ငံပေါင်း26နိုင်ငံကကိုယ်စားလှယ်66ရောက်ပြီးပြည်ရင်းမီဒီယာကိုယ်စားလှယ်120တက်ရောက်ကြမှာပါမေ29ရက်အမျိုးသားဇက်ယုံမှာကျင်းပမယ် Radio Sound Festival ကိုတော့နိုင်ငံ17နိုင်ငံကအမှုပညာရှင်တွေပြင်မြန်မာဂီတပညာရှင်တွေနဲ့ရင်ကျွေးမှုဝန်ကြီးဌာနကအမှုပညာရှင်တွေပူးပေါင်းဖျော်ဖြေကြမှာဖြစ်ပါတယ် နိုင်ငံတကာအတွေ့အကြုံရှိပြီးသားပညာရှင်တွေလာရောက်ဆွေးနွေးကြမှာဖြစ်လို့အတွေ့အကြုံဘ ഹു တုဒ္ဒတွေအများကြီးရမှာဖြစ်တယ်လို့ဦးမြင့်အောင်ကမျှော်လင့်ထားပါတယ်။နိုင်ငံတကာမှာရှိတဲ့အတွေ့အကြုံရင်းချက်တဲ့လူတွေကလာပြီးတော့အတွေ့အကြုံဖလှယ်ရမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုဌာနအနေနဲ့နိုင်ငံတကာအတွေ့အကြုံကျွန်တော်ဒီမှာဆွေးနွေးရင်းနဲ့ဘုဒ္ဓတရားရဲ့အတွေ့အကြုံဖလှယ်ရမှာဖြစ်တဲ့ဒီအကြီးအကျယ်ကိုထောက်ပြချောင်းပါတယ်။ ဒီတစ်ကြိမ်မြန်မာပြည်မှာပြုလုပ်မဲ့ Asia Conference 2015ဟာတတိယအကြိမ်မြောက်ဖြစ်ပြီးပထမအကြိမ်ကိုကိုရီးယားနဲ့ဒုတိယအကြိမ်ကိုကိုလံဘိုနိုင်ငံတို့မှကျင်းပခဲ့မှုပါတယ်။